မင်္ဂလာပါဆရာမောင်ထင်းဤကိုတောင်းစာအုပ်ထဲမှာကိုတောင်းဤခေဆန်းကဗျာကိုဖတ်ပြပါမယ်နတ်ရှင်နောင်သည်ဖျားအားအောင်တွေပြုလျက်မြောက်များလာစွာသောရည်စားစာရဲ့ဒူးတို့ကို ရေးသားခြင်းဖြင့်မြမစာပေနှင့်ဒူးချဲခုတ်ထွင်ထွင်ပြီးကော မြတ်မဲကြီးသောပုဂ္ဂိုလ်ဖြစ်သူရောက်လေသည် အလန်းတယ်လီရှိသောမြမပညာရှိဒုက္ခမိန်ပန္ဒိတ်တို့သည် နရှင်နောင်အားကြပြပါရကူဟုဟူ၍အတိမတ်ပြုကြရသည်တက်ခေကာလသာစာရေးဆရာတို့ဖို့လည်းနရှင်နောင်၏ဖျားတိုင်ရတူတို့မှပထမတန်းကြီးစားစာများဟုအတိမတ်ပြုကြလေသည်သူရာတွင်နရှင်နောင်၏ခေကာလေခေလှဲခေဖြစ်လျာလေရင်ပြန်တည်ဟုသော ကိုတောင်၏ခေထဲတွင် ကိုတော်ဤကဗျာလောက်ခရီးရောက်မည်မထင်ကိုတော်ဤကဗျာမှာတူလဲတူသည်တုံလဲတုတ်သည်လူရင်းကိုလဲရောက်သည်အတိတ်ပဲလဲနေနေနဲ့နေသည်တိမ်မွေလဲတိမ်မွေသည် ထိုကြောင့်သူဤကဗျာသည်အကြိုက်ကိုတွေ့ဘဝင်မွေစေသည်နှရှင်နောင်သည်ကဗျာပုတ်ရီပေါင်းမြောက်များစွာဖြင့်ဖျားကိုတိုင်တဲအောင်တွေစီလျက် ရာဇဓာတုကလျာကိုပိုးပန်းရညာတော်လဲတပတ်နွမ်းဘွားသူရောက်မှပေါင်းဖော်ရလည်သည်ကိုတောင်းသည်အောင်သွဲမထားပဲအပြိုစင်နုနုထွတ်ထွတ်ကလေးနှင့်ပေါင်းဖော်ရဘူးလည်သည်ခင်စိန်သည်ဖခင်အော်တော်ဝါခောက်ဆွဲဆိုင်မော်ရင်ကြားပစက်ခြေချင်းနှင့်နန်းလေလကောက်တထောင်စစ်ပြေတို့ကိုဆင်မြန်းကနေရတော့လေတစည်းမြမပြောပိုက်ချီ နောက်ဖေး၌ဝတ်တံများတညံညံရှိသည်အိမ်အောက်မှဘောပေါင်းနေသောရွှံပုံနံတို့ကိုတီးမခံနိုင်နနက်တိုင်းခောက်ဆွဲဖို့၌ခောက်ဆွဲလိမ့်သောတကောက်ကောက်တံမှာနားမချမ်းမြေပွဲဖြစ်သည်ညချိန်တွင်ဖခင်ဖြစ်သူဇိန်နှင့်ရှူသောပြောင်းတံမှာခင်စိန်တို့အိမ်နောက်ဘေးအိမ်သာအောက်ရှိကနန်းတွင်တဲ့သူရေဝင်တံများကဲ့သို့ကလောက်ကလောက်နှင့်မတော်တော်နှင့်အိမ်မပြောနိုင် ဤမြမပြောပိုက်ရသည့်အထဲတွင်ချစ်လှစွာသောဖခင်အော်တော်ဝါသည်ကញင်ကုန်းရွာနှင့်ဝက်ပိုင်ရှင်အခွီးနှင့်မိမိအားကြောင်းလန်းတော်မည်ဟုတရင်ရနေသည်ဖြင့်တာ၍ပင်မွှင်လန်းစရာဖြစ်ရှာတော်သည်ခင်စိန်မှာတရုတ်ကပြမကလေးဖြစ်ရကနနွင်းတက်ကြီးကဲ့သို့ဝါဝင်း၍ချစ်စရာတပွေးတစ်ပိုက်ကြီးဖြစ်သည်ဘာဥကလေးများမှာစုံ၍နေလျာ ဝါစားခြင်းစပွဲပင်သို့တော်နှက်ဆုံသောမျက်စီတို့မှရည်လိုက်လျင်အဘယ်သို့ရောက်သွားမှမသိအောင်ပျောက်ချက်ကောင်းတတ်သည်ထိုပြစ်မှတပါဆိုစရာဘာတကွမ်းများမရှိထိုကြောင့်ရွာနေလူပြိုကာလသားတို့မှခောက်ဆွဲစားရင်ခင်စင်ဤအလှကျက်သည်တို့ကိုစိတ်ကူးနှင့်စီးစင်ခံကြလေသည်သူတယောခာကျွန်ုပ်ဤမိတ်ဆွေဟာကိုထောင်းမှာခင်စိန်တို့အိမ်ရွှေဒလွေကုတ်တွင်သူဤတမများရောက်ဖရော်များနေတူနေထိုင်သည် ထိုအချိန်ခါကကိုတောင်းတီကြုံမငေးကြိုက်လက်တို့တို့မိချောအားရှားဘုံတို့စခန်းသွားခဲ့ပြီးနောက်မဟန်သည်ဖြင့်ရွာပြန်ကမိချောစိတ်တို့ကိုခွာဖွဲ့၍နေသောအချိန်ကာလအခါသမယကြီးဖြစ်လေသည်မိချောပေါ်တို့ညွတ်တော်စိတ်တို့သည် ကိုတောင်းဤဟာတရားဝတ္ထုတွင်မကွာတစ်ချက်ကွာတစ်ချက်ဖြစ်နေလေသည်ခင်စိန်တို့ဤခောက်ဆွဲပေါ်မှ လေဝိ၍တက်သောဝက်စီဘက်ကျော်ဤအညောအသင်အခိုးငွေတို့ကဲ့သို့ မလွင့်တစ်ချက်လွင့်တစ်ချက်ဖြစ်၍နေသည်တခါတရံမိကျော်အားတတိအရာကြီးရသည်တွင်မိမိ၏ဝန်း내ပူဆွေးခြင်းတို့ကိုအော်တော်ဝါထံမှဝယ်ယူရသောကစောရည်တဲတွင်နှက်လိုက်ရသည်အော်တော်ဝါ၏ခောက်ဆွဲဆိုင်ပေါ်တွင်ခောက်ဆွဲဆိုင်ကစောရည်တီတီဖြစ်လာသောအခါများတွင်မိမိမျက်စိရှိတွင်မိကျော်ပြောက်၍ခင်စင်ရောက်လာသည့်အခါခောက်ဆွဲသည်စားနေကြတဲ့ပေါ်၍အရသာရှိလာသည်ဟုထင်မိသည် သူရရင်အော်ရဝါနဲ့မိမိဤရောက်ဖတော်ရမခင်မင်ကြသည်ခင်စိန်သည်လည်းမိမိရွာတွင်မိမိမျက်မှောက်၌ပင်ကြီးပြင်းလာရသည် ထိုကြောင့်ကိုထောင်းသည်ဘာတိဘာတာမိမိပျောက်ပျောက်နေလိုက်သည်သို့သောအော်ရဝါ၏ခောက်ဆွဲကိုမူကားဆွဲမမသည့်ဆွဲ၍လာလေသည် ကြလတ်တော်ကိုတောင်းဒီမိမိဆွဲဒီကခောက်ဆွဲမဟုတ်ခင်းစိန်ပါတကားဟုစဉ်စဉ်းစားဆင်ခြင်မိလိုက်တော်ကတပြင်းကြီးစွာချမိသည်ခင်းစိန်နှင့်သူဇက်မတူချောင်းကိုကိုတောင်းသည်သည်ခင်းစိန်တို့အမျိုးစရိုက်ဇာတိကိုအပြတ်မခံသောတတိထူရှိသည်ကိုလည်းနားလေသည်အော်တော်ဝါဤဒေါသကိုလည်းစဉ်းစားမိသည်ဝတ်ထိုးလန့်နှင့်ဝတ်သားလီဓာတ်တို့ကိုလည်းထင်းမြင်လာသည် မိမိ၏မဲတူသော ရုပ်ရှင်ကိုလည်းယုံမိသည်ခင်စိန်နှင့်ရည်ရွယ်ထားသောအခွီးကိုလည်းဒေါသဖြစ်မိသည်တို့ရရင်ခင်စိန်ကိုမြင်ရသောခဏ၌ချစ်တာထံဘာမှပို၍မတွေးတတ်တော့ချင်းခင်စိန်ကိုဘယ်တော့ကပင်နေရဘလို့စပြီးချစ်မိသည်ကိုမပြောတတ်ချစ်မိပြီဟုတည်ပြန်သောအခါဘာကိုလုံးရမည်မသိခင်စိန်တို့အပေါ်ရက်နှင့်မျက်ဆောင်တို့မိမိတို့အိမ်ပေါ်ရက်မှနေ၍ခင်စိန်အားတစ်စိတ်တစ်ဆောင်ကြည့်ရင်း သူမတိငါဘိုးနဲ့စိတ်ညှိုးနှွမ်းနေရရှာသည်သို့တော်ညတိုင်းကခောက်ဆွဲစားမပြတ်ခင်စိန်တို့ဆိုင်ရောက်လင်းတခါတရံခင်စိန်ထံမှပင်ခောက်ဆွဲမှစား၏ခင်စိန်ကခေါင်းကလေးငယ်၍ဆိုင်ရှိတယုံများအားအမိန်ပေ၏သူမှညှိုးငယ်လျက်ပင်ဘာကိုတွင်းနေပါလဲအခွီးကိုတွင်းနေပေမည်ခြေနဲ့၍ရှင်မျိုးရှင်မျိုးပွဲကိုတွင်းနေလေသလား သူမျက်နာကိုကြည့်ရသည်မှာမကျေနပ်ပုံရသည်ငါလိုအကောင်မျိုးဆိုရင်ဘလို့နေပါလဲဖနှက်နှစ်စီး၍ရိုက်မှာပဲဤသို့ကိုတောင်းစင်စားကန်ထုတ်တော်ခါများ၌ကိုတောင်းသည်တူနှင့်နှကောင်းကိုထိုးမိတတ်သည်ထိုခါများ၌ခင်စိန်ကရည်သည်ဒီလူကြီးဟာဘယ်နဲ့လူကြီးပါလဲဟုခင်စိန်ကဆိုတတ်သည် ဤကကိုတောင်းဖို့အတော်ခရီးရောက်သောစကားဖြစ်လျာကိုတောင်းသည်ရဲသည်ထက်ရဲ၍လာလေ၏တခါတခါလာတာသောညများ၌မိမိနေအိမ်မှနေ၍ခင်စိန်တို့အိမ်ရှိကိုပစ္စည်းတို့သွားရင်ခင်စိန်ဤမောင်လေးမှအစာပြုကခင်စိန်ဤအမတော်များနှင့်ချွတ်ကျွမ်းဝင်အောင်ပြု၏ထို့တောင်ကိုတောင်းအတွက်အကွက်ကောင်းမတွေ့ရကြည်တနည်းတော့ကိုတောင်းခောက်ဆွဲစားနေစဉ်ခင်စိန်ကိုမတွေ့ရသဖြင့်စိတ်လေးမိသည် တူနှင့်နှစ်ချက်သုံးချက်ခံမြမျက်နာကိုထိုးမိတော့ကြောင်းနမိတ်မကောင်းဟုယူဆနေစေခင်စိန်တို့ဆိုင်ခန်းထဲမှပေါက်ဖောဝါဝါကြီးထွက်လာသည်ကိုတွေ့ရလေ၏အခွီးရွယ်ဟုသွေးကပြောလေ၏လောကကြီးသည်ဥရလူအနိုင်ရသောလောကဖြစ်သည်ကိုမဦးလျင်သူကဦးဝေမည်ကိုတောင်းသည်အကြံရလာလေသည် နောက်တနေ့တွင်အိမ်ပေါ်သို့တက်၍ရောက်ဖါတော်ဤငပိစာရင်စာအုပ်မှရွစာရွက်တရွက်ဆုပ်ပြီးလျင်စာရေး၏ပြီးလက်တော်အိမ်ပေါ်ပရင်းဝမှခင်စိန်ပေါ်အလာကိုမျောလင်းဆောင်စားနေ၏ခင်စိန်သည်တုံလုံးချောက်ချာဝမ်းလဲသောမူရာနှင့်ပရင်းဝတွင်မှိုင်းနေသည်ပုံပန်းမှ အခွီးကိုတည်သူမြတ်တာရှိဟန်မရသည်ထို့ကြောင့်ကိုတောင်းသည်ခင်စိန်အားစားထောင်ပြလိုက်သည် ခင်စိန်သည် ထိုနေ့မှစ၍အခန်းဝါတွင်မထိုင်တော့ကြည်အတို့နီလက်လွတ်ရပြီလော ခင်စိန်နှင့်မတွေ့ရသည်မှကြားပြီအခွီးနောက်သို့လိုက်သွားပြီဟုပင်ထင်မှတ်သည်သို့တော့တနေ့၌ခင်စိန်ဤမောင်ကလေးကသူ့မောင်မနေမကောင်းတာကြပြီဟုဆိုမှတတရာရတော်သည်ကိုတောင်းလေခောက်ဆွဲနှင့်ရေဆက်ပြည့်၍နေသည်မှကြားပြီဖြစ်၍နေကျူးနေမြတ်တနေ့တွင်ခောက်ဆွဲဆိုင်သို့ရောက်သွားလျာခင်စိန်ပန်းထိုးနေသည်ကို တွေ့ရလေသည် ခေါက်ဆွဲစားပြီးနောက်ကိုတောင်းသည်ပိုက်ဆံကိုခင်းစိန်ရှိရာသို့သွားပေးရင်စာကလေးကိုသူ၏ပောင်ပေါ်သို့ပြစ်တင်လိုက်သည်ခင်းစိန်သည်ဖြတ်ခနဲကောက်ယူထားလိုက်သည်ရှိရှိဝေးဝေးပြောရန်မလိုတော့ပါကဘာဝူသူတို့၏ထုံတန်းစင်လာရာခင်းစိန်နှင့်ကိုတောင်းတို့မှပါဇက်ကဖွင့်မပြောရတော့လေဤနေ့မှစ၍တမီးကြီးစားဘဝသို့ရောက်ကြရပြီခင်းစိန်နှင့်ကိုတယောက်ချင်းတွေ့ခြင်းနဲ့ အိမ်ပေါ်မှာနေဘသူနဲ့အိတ်တလဲဟုကိုထောင်းသည်တနေ့တော့အရေးဆုံး၍မေးလိုက်သည်အိုတော်ကလည်းနေ့တိုင်းလိုပဲတွေ့နေရတဲ့ဥစ္စာအိမ်ပေါ်မှာဘသူရှိအောင်မလဲဘာလို့ဖို့တွေ့ကြရသလဲအိုးစကားဝအောင်ပြောချင်လို့ပေါ့။နို့အခုစကားပြောနေရပြီမဟုတ်လား။ကျမအိတ်တာပဒင်းပေါက်နာတယ်မယ်။ကိုထောင်းလာလို့တော်မလား။တော်တော်မတော်တော်ဒီညငါအချက်ပေးလိုက်ရင်တကားကိုဖွင့်တာ။အိုးမဟုတ်တာရှင်းမလာပါနဲ့။ အပါက နောက်ဖေးခန်းမှာတညလုံးအိတ်တာမဟုတ်ဘူး။ဤမြပြောလျင်တော်လောက်ပါပြီ။ခင်စိန်ဤညင်းတဲ့စကားတဲတွင်အထိတ်ပေရီကတပြုံးတစ်ခေါင်းကြီးပါလာသည်ကိုကိုတောင်းရိမ့်မိပါသေးသည်။သူက အပြင်ခန်းကအိတ်၍သူ့အပါက နောက်ဖေးခန်းမှာအိတ်သည်။အဖော်လည်းမရှိပါ။ပဒင်းပေါက်နားမှာကပ်၍အိတ်တတ်ပါသည်။ရင်းတို့ဖြစ်လျင်အဘေပုံကြံရမည်နီ။အိုးဒီလောက်တော့ကိုတောင်းလည်းအကင်းပါပါသေးသည်။ လမဆန်းတဆန်းတွင်လမင်းသည်ခေါင်းခင်ပေါ်၌ချူထောင်၍နေလေသည်လီအီးကတတုံတုံနှင့်မူကူထောင်သည်ခေါင်းစွန်းနှင့်မဖလာကိုဆင်းမြန်း၍မိမိအိမ်ပရင်းပေါက်မှဖနှံချုပ်ခေါင်းမိုးကိုခြေပြားထောက်ဆင်းပြီးလင်အုံးပင်မီ၍အောက်သို့ဆင်းသည်လမ်းကိုကျော်လိုက်လင်ခင်စိန်တို့ဖနှံချုပ်ကိုရောက်သည် ပရင်းပေါက်ကိုခဲကလေးနှင့်ပေါက်လိုက်ရာတအောင်ကြသော တကားမင်းလုံးဖြုတ်တန်တောက်ခနေကြရသည်ကိုတော်လေး ကရောင်းမြောင်အောင်ကြိုက်ပြီးဖနှက်ချွတ်တိုင်းကိုတွေတက်သည်သူ့မူဖြစ်ရကသတိချာ၍နေရသည်သတိချာကမှတွတ်တမ်းမှဖြောင်းကနေမိသွားလေရာခင်စိန်ရဗလဲပါနေမအိတ်စေးဘူးလားဆောက်ကယိုးလဲကောင်းမလေးအခုထိဘာလုပ်နေစလဲဘာမှမလုပ်ပါဘူးကြောင်ခုန်ချလို့ပါ အာဒီစမီယူကြောင်ကိုရိုက်ခဲ့ပါလို့လားဟူသောအတန်ပလန်များ၏အစုံတွင် ကိုထောင်းဒီခင်းစိန်ဂရင်ပေါ်တို့ရောက်၍နေလေသည်ထို့ဖြစ်ပြတ်တို့မှာဇလီငါရဲ့အတွင်ဇတိုက်ဖြစ်၍ပြတ်သော အချင်းရများဖြစ်လျာထို့များလောက်သောရသက်ရက်နှစ်ပတ်များအတွင် အတော်ပင်ခရီးရောက်သောစာမှာနင်းနေနောရောစာဟုတ်မည်မထင် အတော်ပင်လေးနက်သောထမျက်သော အချက်ပိုင်းသော မိမတို့ဤစိတ်ကိုထိခိုက်ပြောင်းညပြောင်းညွတ်စေသောစာဖြစ်မည်မိမဟုသည်အဖွဲຫນွေကိုခြိုက်တတ်သည်တို့ဖြစ်၍တာမညရေးထားသောတောရမ်းမယ်ဖွဲမျိုးဟုတ်မည်မထင်စဟန်းလင်ကယတဂုံတို့နှင့်ပြည်စုံသောကြပြားဖြစ်ရမည်ထိုကြပြားနိတယကပြူပတေတာရူမှာ င်းဝေးသောစီလိုဝါလူကပြားဟုတွေ့ဆိုရပြန်ပါလျင်လေယခုကာလပေါ်သောခေစန်းကပြားတို့ထက်အချက်ပိုင်သောကပြားဖြစ်ရမည်သို့တော်ဤเจ้าကိုပြန်သောကိုထောင်းသည်ဘယ်နှံရောအခါမှသူဤရီစားစားကပြားဗန္ဒဖွဲ့ပုံဖွဲ့နည်းကိုကျွန်ုပ်အားပြောပြပြခဲ့လီသောကြောင့်ကျွန်ုပ်မှာကိုထောင်းဤလျှို့ဝှက်ချက်ကိုမတွေးတတ်အောင်ရှိလေသည် တို့ရာတွင်ပညာရှာရာ၌မိမိကိုယ်ကိုနှိမ်ချ၍ပညာရှိတို့ကိုစီးပူးကပ်ခိုရသည်ဤထုံးကိုနှလုံးပြုမိသောကျွန်ုပ်သည် ကိုတောင်းအားဒေါ်စင်ဤလဖက်ရည်ဆိုင်တွင်လဖက်ရည်ဖြင့်မြူကားဆရာခေါ်၍ကဲ့ရလေသည်ငါစာကအတော်တာသွားတဲ့စာကွာအိုးဆရာတောင်းနေတဟကြောင့်ကျွန်တော်ဆရာကိုမိဝဲတာပါဘလို့များရေးလိုက်တယ်လေကြပြာလားရတုလားဒွေချူလားလေချူလား ဟာဟာမင်းမနေချမ်းပါနဲ့ကွာလူများတော့မပြောချင်ပါဘူးမဟုတ်သေးပါဘူးဆရာတောင်းရေခမားကြီးစွန့်နေလို့မပြီးသေးဘူးဗျခမားတပည့်ကျွန်တော်လည်းစွန့်ကျင်သေးသဘောဟာဟာဟာမပြောပြရစီနဲ့ဆိုတာတော့မင်းကမရဘူးဟိုညကဂရေမော်ရောက်တော့ခင်စိတ်ချွေးကန်အင်ကြီးအိတ်ထဲမှာဆာကလေးခောက်ရွဲ့တွေ့သေးတယ်သူကတရုတ်တည်းတိမ့်ထားတာကလားကွာဒါပေမဲ့သူကစာမမတက်ပဲဒီစာကိုသူပြတော့ငါ့ကိုတောင်ထုတ်လိုက်သေးတယ်ကွာ ငါလဲစာကိုဆွဲဆုပ်အမလေးလေးနှမျောလိုက်ပါပြီကိုတောင်းရင်သူမဖတ်ပေမဲ့ကျွန်တော်တို့လူပညာလိုက်စားသူများအတွက်အမှတ်တရစုဆောင်ထားရောပေါ့ဗျာဟာဟာဟာမင်းကွာမပြောပြစီနဲ့ဆိုတာမရဘူးငါစာကခတ်တူတူပါပဲကြိုက်ရင်ကြိုက်မကြိုက်ရင်အေးအေးစူစမ်းမအောင်မကြိုက်ရင်ဘာဖြစ်တဲ့လဲဟာဟာမကြိုက်ရင်ဟိဟိအင်းမကြိုက်ရင်ရှစ်ဆက်စမ်းမအောင်ဗျာ ဟောလီကွာမပြောချင်ပါဘူးကိုတောင်းပြောသလိုမပြောချင်ပါဘူးဟု၍လေကျွန်တော်ပြန်၍ပြောလို့လာပါသည်လောကတွင်လူတို့သည်တစ္ဆာရှာဖွေကြသည်ဟု၍ပဇက်ကတဖွားဖွားဆိုကြကုန်၏တို့ရာတွင်မှန်ရာပြောလျင်ကြိုက်ကောင်းမှကြိုက်ကြပေမည်အကယ်တည်းလူတိုင်းလူတိုင်းတစ္ဆာတရားကိုသာလင်အခြေပြုကြမည်ဆိုလင်ဤလောက၌လူကိုရှာ၍တွေးတော်မည်မဟုတ်နိဗ္ဗာန်၌လူတို့သည်တင်းကြံပြည့်၍နေပေမည်ကျွန်ုပ်သည် အကယ်တမ်းတိဖြစ်ပွားခဲ့ဘူးတော့အချင်းရာတို့ကို ပြန်ပြောင်းပြောဆိုနေသူတူဖြစ်နေစဉ်းစားပါလင်လေမှန်သောအကြောင်းရာတို့မှလွဲဖယ်ရန်လမ်းမမြင်အမှန်ကိုလိုက်စားလို့သူအဖို့ကွယ်ဝတ်အပ်ကောင်းသည်ဟုမဆိုတာထို့ကြောင့်ကိုတောင်းရည်စားစားကြပြသည်အဖေတို့တော်ကြပြနီးဟုမေးညာအံလူတို့ဓမ္မတာကိလေသာစိတ်တို့သည် ကုန်ခန်းနိုင်ပွဲရာမရှိ လူပြိုပေါက်ဘဝကိလေသာ၏အရေးအယောင်တို့ကို မြူသိမ့်ချ aya မှ ဖွင့်ချရသောအခါများ၌ဖျားကြောင်းတစောင်းဆသောအထွတ်မြတ်ထား aya ၌၎င်းအိမ်သာနှယံများ၌၎င်းလူမတမာဟု၍သမုတ်ခံရသော လူငယ်လူရွယ်ကလေးတို့မိသွေးဖြင့်လက်တယံကြသောရုပ်လုံးများကိုစာဖတ်သူတို့တွေ့ဘူးကြပေမည်ထိုရုပ်လုံးများ၏တစိမ့်တည်းသာဖြစ်သောကကြီးပုံတစ်ပုံတည်းသာလင်ကိုတောင်း၏ခရီးရောက်သော ရီးစားစာကြပြတဖို့ဖြစ်ချည်သည်တမုံ